ပကိုးမြေရဲရှိအမတ်ကဇလိုင်လ၂ရက်နေ့မှာ850စီတီမီတာကိုရောက်ရှိနေပါတယ်။နောက်တစ်ရက်အတွင်းစိုးရင်ရေမဲဖြစ်တဲ့880စီတီမီတာကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းချက်တွေရှိနေပြီးပကိုးမြို့ရေကြီးမှဝေဒေတာခန့်တွေကစိုးရင်နေကြပါတယ်။မြက်သစင်ပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဇူလိုင်လ၂ရက်နေ့ကထုတ်ပြန်တဲ့နေ့စဉ်မြေခမန်းချက်မှာတော့ ဘကိုးမြင့်ရေအမှတ်ဟာ850စင်တီမီတာကိုရောက်ရှိနေပြီးနောက်တစ်ရက်အတွင်းစိုးရိမ်ရေအမှတ်ဖြစ်တဲ့880စင်တီမီတာကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဘကိုးမြို့ရဲ့မြို့သစ်ရက်ကွက်၊ကြောက်ကြီးစု ရက်ကွက်၊ကျွန်းတရာရက်ကွက်၊ကလျာဏီရက်ကွက်တွေလိုမျိုး အနိုင်ပိုင်းရက်ကွက်တွေမှာ၄ဘယ်နီးပါးလောက်ရေဝင်နေတယ်လို့လည်းသိရပါတယ်။ဘကိုးမြို့အနိုင်ပိုင်းရက်ကွက်တွေမှာနေထိုင်သူတွေကလက်ရှိအခြေအနေဟာမြင့်ရေဝင်ရောက်နေပြီးစိုးရိမ်ရတဲ့အခြေအနေမဟုတ်သေးပေမဲ့ ဝါဆိုလပ်ပြီနေ့အထိမြည်ရတက်တာဆက်သွားမယ်ဆိုရင်တော့ရည်ကြီးနိုင်တဲ့အတွက်စိုးရိမ်နေလို့ဆိုကြပါဗျ။မြို့တည်ရက်ကမှနေထိုင်သူတယောက်ကလည်းမနစ်ကလိုဘကိုးတစ်မျိုးလုံးရည်ကြီးတဲ့အခြေအနေမျိုးကြုံရမှာကိုစိုးရိမ်နေပါဗျ။အာမနစ်ကလိုဖြစ်မယ်ဆိုရင်တော့အများကြီးတော့မှရဲဟိုအပေါ်လုံးဟိုတွားလာနေတဲ့ဒုက္ခရောက်တိုက်တောက်ရင်းနေရောအပေါ်လုံးပေါ့နော်။ကြောင်းအောင်ရှုရရတယ်နဲဟုတ်ပဲဟုတ်ပဲအဲ့ဒါကိုအဲ့လိုမျိုးပြန်ဖြစ်မှာပဲကြောက်နေရတယ်ကျွန်တော်တို့။ ပြည်သူမှုကတော့မရှိဘူးမှာကျွန်တော်တို့မှာဖြည်းဖြည်းဆိုတော့မှာရေကြီးတော့မှာပဲအကုန်လုံးကိုဘယ်လိုပြောမလဲသူ့ပြီးတော့စာသင်ကျောင်းဆိုတဲ့စာသင်ကျောင်းပေါ့နော်လူပြောင်းနေကြတာပြောင်းနေပြီးတော့မှာဒီမျိုးရဲလူချင်းတွေလာတော့မှာထမင်းတော့ဝေတာတို့စံဝေတာတို့အဲ့လိုမျိုးတွေလောက်ကြတယ်ပဲကိုမျိုးကအနာဂတ်ကျေပွဲလူမှုကူညီရေးအသင်းကပရဟိတလူငယ်တယောက်ကလက်ရှိအခြေအနေဟာစိုးရိမ်ရေးမှတ်ကိုမကျော်သေးလို့စောင့်ကြည့်နေစေဖြစ်ပြီးတကယ်လို့ရေကြီးပြီဆိုရင်တော့ ူညီပေးနိုင်မှုအဆင့်သင့်ပြင်ဆင်ထားပါတယ်လို့ဆိုပါတယ်။ဟုတ်ရဲ့အမှတော့မရောက်သေးဘူးလေ။ဟုတ်ပုံမှန်မြေဝင်နေတလောက်ပဲပုံမှန်ဝင်နေတလောက်ပဲရှိတယ်။ဘဟုကြီးကတော့ပုံမှန်ပုံမှန်နှစ်တိုင်းကြီးဝင်နေကြနေရတယ်ကတော့ရသက်လိုက်ရင်ဝင်မှာပဲလေ။နှစ်တိုင်းနှစ်တိုင်းကြီးတယ်ပေါ့နော်။အနောက်ပိုင်းကြီးကတော့ဒီလိုရသက်လိုက်ရင်နည်းနည်းပူပါတယ်။တို့ကကျွန်တော်တို့ကတော့ဒီတကယ်ဖြစ်လာပြီဆိုရင်ထွက်ဖို့ကျွန်တော်တို့ကလက်ရှိရှိတဲ့လေတွေပါရကျွန်တော်တို့အញ្ញံနဲ့အကုန်လုံးစီစဉ်လာပြီးပါပြီလေ။ ဌာနဆိုင်ရာနဲ့ပေါင်းပြီးတော့လောက်ရမှာဆိုတော့လေသူလက်ရှိပဲကိုမိတဲ့နဲ့ပေါင်းပြီးတော့မှာဆိုတော့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဇူလိုင်လ၂ရက်နေ့တိုင်းထွာချက်အရာဘကိုးမြေကြီးဟာဘကိုးမြို့ရဲ့စိုးရိမ်ရေးမှတ်အောက်တပေခန့်မှာရှိနေပြီးနောက်တရက်အတွင်းစိုးရိမ်ရေးမှတ်ကိုရောက်ရှိနိုင်တဲ့အတွက်ဘကိုးမြို့နယ်အတွင်းမြေကမ်းအနီးနဲ့မြေနှိပ်ပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုကြဖို့နဲ့မြေကြီးမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်မှုသတိပေးထားပါတယ်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ဘကူးမြေကြီးကသတိပေးရည်အမှတ်အဝါရောင်အစ်မရှိနေမှာဖြစ်ပြီးဇူလိုင်လ၈ရက်နေ့နောက်ပိုင်းမှာရေကြမှာဖြစ်တယ်လို့ခန့်မှန်းထားပါတယ်။ဒါအပြင်စစ်တောင်းမြေကြီးကတော့ဇူလိုင်လ6ရက်နေ့ကစတင်မြင့်တက်လာပြီးသတိပေးရည်အမှတ်အဝါရောင်စစ်နေရောက်လာနိုင်မှာဖြစ်တယ်လို့ ARD တိုင်းဘက်မှလက်ကွက်တွေရည်ပြည်နေပေမဲ့ရည်ကြီးနိုင်တဲ့အခြေအနေမရှိသေးဘူးလို့လည်းခန့်မှန်းထားပါသေးတယ်။ကျမမြတ်သစင်ပါရှင်။